တခါတလေကြရင်အယိုးရှင်းဆုံးဟင်းဟာသွားလို့အကောင်းဆုံးဆိုတာကြားဘူးကြလားเนาะဒီနေ့ကတော့ချမ်းကတော့မိသားစုတွေအတွက်ကိုချက်ပြုတ်ပေးရတဲ့တောင်းပန်အိုတကြီးအနေနဲ့အာတောင်းဝန်ကြရပေါ့เนาะအဲ့တော့ကမွန်ရဟင်းကြိုချက်မယ်အာလူးနဲ့ဝက်နံယူနဲ့ချက်မယ်ပဲပြုတ်စီစမ်းမယ်ပေါ့เนาะအဲ့တော့စတင်ချက်ပြီးအာလူးကိုတော့ချမ်းကအခွန်ခွာပြီးတော့အနေတော်လေးလှီးတယ်ငရုတ်တီးကိုဆက်ဆက်လေးထောင်းတယ်ပြီးတော့ဒီနံယူနဲ့ အာလူးမှဆန်တို့ TKC ဟင်ခဲရတာမုံနဲ့နယ်ပြီးတော့မှချက်တယ်ပေါ့နော်အဲ့တော့အသားထဲမှာအရာတာစိတ်ဝင်အောင် TKC ဟင်ခဲရတာမုံသုံးနယ်စားအနေငယ်လေးထည့်ဒီနှမျိုးနဲ့ပဲချန်ချက်တာပေါ့နော်စီကတော့တော်ယုံလေးပဲထည့်တယ်စီတက်ပြီးတော့မှဆန်တို့ပုံမှန်ချက်တယ်လို့ပဲအာဝက်နံရိုးအရင်ထည့်တယ်ပြီးတော့လို့စီရင် အာလူးကိုပါထည့်ပြီးတော့မှတခါတဲ့နူးဤနေအောင် နှက်ပြီးတော့မှချက်တာပေါ့နော်ချဲရဲ့ဗီဒီယိုကြည့်နေတဲ့သူတွေရောဒီလိုမျိုးနှက်ပြီးတော့မှချက်ပူကြလားအရန်အရသာကောင်းတယ်အကုန်လုံးနုနုအီအီလေးနဲ့စားရတယ်ပေါ့နော်အာဒါကတော့ဟင်းအနံ့မှွေးနေပြီကြက်ပြီးဆိုရင်တော့အရည်လေးခမ်းပြီးဆိုချင်တော့ပကံလေးတဲ့ကိုထဲလိုက်တယ်ပေါ့နော်အနံ့အရန်မှွေးလို့အရန်ကိုမှစားကောင်းတယ်မြည်ကြည့်ချင်တဲ့သူတွေစီကြလားနော်ပြီးတော့လို့စီနော်ချန်ကပဲပြုတ်စီစမ်းဖို့အတွက်ကိုစက်သွန်နီလေးနဲငယ်ထဲတယ်ပဲပြုတ်လေးစီစမ်းတယ် ုံမှန်ချက်တလို့ပဲကျွန်တော်လောက်သွားတယ်ပေါ့အဲ့တော့ TKC ကလေအိမ်တိုင်းလူလူသုံးဖြစ်တဲ့အရာလေးအဲ့တော့လူချင်းတဲ့သူတွေကတော့ငါးပူလေးတောင်းတော့သွားမှလို့ရသေးတယ်ကြည်ပေးတဲ့သူတို့ချင်းစီကိုကျေးဇူးပါ